အချစ်အမုံအလွန်အစွေဒီခံစားမှုတွေနဲ့မကင်းနိုင်တဲ့ကျမတို့အားလုံးမှာဆက်လန်းကိုစီရှိကြပါတယ်။ဂျာရီကိုအသက်သွင်းလိုက်တဲ့အခါဖြစ်ပေါ်လာတာကရေဒီယိုဒရမာမင်္ဂလာညနေခင်းပါ ီနေ့ရေဒီယိုဒရမာကနေမူလာနန်းចောင်းអុកសៀហောင်းတို့ရဲ့ကိုရိုင်းရေးဇလန်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကလောင်ရှင်မောင်နေကြီးပြည်ရေးသားထားတဲ့ညိုမားတို့ရွာကလေးအတန်ဇလန်းကိုခန်းစားနာဆင်ကြည့်ပါရှင်။ရေဒီယိုဒရမာ ဒီ UI စာသင်ကျောင်းကဘယ်နားမှာလဲဗျရှင်အော်ဟိုရှင့်နည်းနည်းဆက်သွားပြီးရင်မြင်းနီလန်းလေးတွေ့လိမ့်မယ်ဟုတ်အဲ့ကြရင်ညာဘက်ချိုးလိုက်ဒါဆိုရောက်ပြီရှင်အော်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါပဲဗျအော်ဒီမှာဒီမှာကျမအဲ့ကြောင်းနာပါပဲကျမလည်းပြန်มาဆိုတော့ဟိုအတူတူလိုက်ခဲ့ခြင်းလိုက်ခဲ့လေကျွန်တော်တာဝန်ကျားဟာရွာလေးရတကားမှမရောက်ဘူးသေးတဲ့နေရာဒေသမို့လို့လမ်းမှာတွေ့ရတဲ့သူတွေကိုမေးမြန်းရင်းနဲ့လာခဲ့ရတာပါအခုလဲတပတ်လေးကိုကောင်းမှတိုင်းပြီးတော့ ်ဘယ်ဒီဇိုင်းအိတ်ကြီးနဲ့မိန်းကလေးကိုရွာရဲ့စာတင်ကြောင်ပင်နားမှာလဲလို့မေးရပြန်ပါတယ်။အဲ့ဒီမိန်းကလေးစီကရိုးသားပွင့်လင်းပြီးတော့ကိုညီတက်တဲ့စိတ်စေတနာကကျွန်တော်ရဲ့ခရီးရှိကိုအမောပြေစေပြန်ပါတယ်။နောက်ပြီးတတိထားမိတာကလှပကော်ရှင်နဲ့သူ့ရဲ့မျက်ဝန်းလေးတွေပဲဖြစ်ပါတယ်။ဟိုဒါနဲ့နာမည်ဘယ်လိုခေါ်လဲဗျ?ညိုမလို့ခေါ်ပါတယ်ရှင်။ အမှန်တော့လေညမမနေ့ဆက်တနေ့မှပေးတီစိန်ကောက်ကပြန်ရမှာအကိုရဲ့ဒီနေ့ကအိမ်မှာအမေနေမကောင်းလို့ဆော့ဆော့ပြန်လာတာအော်ဟုတ်လားဟိုဒါနဲ့လေဒီရွာပေးတီစိန်တော်တော်ဆိုင်တယ်နေတူရယ်နော်ဟိုလမ်းဘေးတစ်လျှောက်မှာကျွန်တော်တွေ့ခဲ့သမျှအားလေလေပေးတီစိန်ကင်းနေပဲဟုတ်တယ်အကိုရဲ့မိုးရွာဒီမှာတော့လေရာကင်းတွေမှာပဲမျိုးစုံဆိုင်ကြတာမိုးနောင်ပိုင်းတောင်ထွန်းရင်တော့အရာရီတဲတောင်ခုံတွေပြီးတော့နုံခုံတွေမှာဖရဲတို့စောင်းမြေပဲတို့ဆေးရွက်ကြီးတို့ဆိုင်ကြတယ်အော်ဒါဖြင့် ဒီရွာအေယာရီမြင့်နယ်လေနီးရလားနီးရပါဘောကိုရဲ့ရွာအနောက်ဘက်မှာမြစ်ကြီးလေအဲအကောအရှိတ်ကုန်းလန်းတိုင်းလာခဲ့တာမို့လို့အရာရီကိုမတွေ့ရဖြစ်မဲစကားတပြောပြောနဲ့ရှောက်လာခဲ့ကြတာရွာအောင်လမ်းမြင်နေရပါပြီရွာဝင်မြင်းကြီးလမ်းလေးရထမ်းပင်အုံးပင်တမာတန်းနေနဲ့ညွညွမမိုင်းတမျိုးလေးအေးချမ်းစီပြန်ပါတယ်ဟောဟိုမှာစတင်เจ้าမှာဩဟုတ်ကဲ့ကျေးဇူးပဲနော်ညီမညီမလို့ပဲခေါ်ပေါ်ရှင်ဟောကောင်းပါပြီဗျာကိုင်းသွားပြီညီမရဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ညမတို့ရွာရဲ့စာတင်ကျောင်းလေးရဘေ60 30မြေဆိုင်ကျောင်းလေးပဲဖြစ်ပါတယ်။ကျောင်းသား38ယောက်သာရှိပြီးတော့ကျွန်တော်အပါဝင်ဆိုမှဆရာဆရာမ4ယောက်ပဲရှိပါတယ်။ထူးခြားတာကတော့အဲ့ဒီကျောင်းကကလေးလေးတွေကမြေဆိုးပေါက်ကြီးတွေလိုတန်မာနေကြတာပဲဖြစ်ပါတယ်။တလတတအထိကျောင်းအောင်ကင်းမဲ့နေတဲ့သူတို့ကျောင်းလေးကိုကျောင်းဆရာအသည့်ဖြစ်ကျွန်တော်ရောက်သွားတဲ့အခါမှာတော့ဝန်ထမ်းတွေသာမကဘဲနဲ့ ကျောင်းသားကျောင်းသူတွေကလည်းပျော်ရွှင်နေကြပါတယ်။ညနေပိုင်းအောင်ရောက်တဲ့အခါမှာတော့ကာလာသားကောင်းဆောင်ကိုလာဘီကကျွန်တော်ကိုရွာထဲကိုလိုက်လံပြသခဲ့ပါတယ်။ဆရာကြီးရဲ့ကျောက်တို့ရွာကတော့မြင်တဲ့အတိုင်းပဲဗျာ။ပေးဒီစိန်ချိန်တွေဆိုရင်တော့တရွာလုံးကိုပေးဒီစိန်ကြီးပဲမြင်ရမှာဗျာ။ ဟုတ်ကဲ့ဗျာဒါတွေကပေးတီစိန်တွေကိုနေလန်းထားရတယ်ပေါ့ဩဟောဟောဟိုဘက်မှာတွေ့လာဆရာပေးတီစိန်ကိုလေပြာတီးပြီးတော့ပေးစေးထုတ်ထားတာရေဆရာအဲ့ဒါတွေကဟုတ်ကဲ့ဗျာဟုတ်ဟုတ်တော်ကိုလာပြီဘယ်တော့ရှင့်ဩညီမကြီးဒီမှာအစ်စ်ရောက်လာတဲ့ဆရာကြီးကိုရော်ရဲလိုက်ပြတာဗျို့เจ้าဆရာကြီးဆိုလားဟေ့ဝမ်းသာတကွာဟုတ်ကဲ့ပါဗျာကျွန်တော်လည်းအားလုံးတွေ့ရတာဝမ်းသာပါတယ်ဗျကဲကဲကဲနောက်မှဆက်စုကြဗျာကျွန်တော်ဆရာကြီးကိုရော်ဒဘက်လိုက်ပြလိုက်အောင်မယ်နော် ရာကြီးရေဟောတာကတော့ညိုမားတဲ့ဟုတ်ကဲ့ဒီရော်ရဲ့ကွန်းတော်ကင်ပန်းတော်ကင်ပေါ့ဗျာရော်ထဲမှာတော့တာရဲနာရဲ့ဘာသာရေးကစသူမပိုင်မပြီးဦးဆရာကြီးအဲ့တော့မနက်ကညိုမားရဲ့ဆရာကြီးနဲ့တွေ့ပြီးပြီညိုမားကမသိဘူးလေရိုးရိုးခီးတက်မှတ်လို့အားနာလိုက်တာဆရာကြီးရဲ့အော်ဒါဆိုရင်ဆရာကြီးနဲ့ညိုမားတို့ကတင့်နေကြတာလားဟုတ်တယ်ဗျမနက်ကလမ်းမင်းရင်နဲ့ဟောရီယာညိုမားကကူညီခဲ့ရတာလို့ဆိုပါမှာပဲ အခုလို့ဒီဆောင်မုံလာပြီညစနေနေ့အတီမှာမဲဆလီဘူးတုတ်စားရင်စေးပေါင်းခရတဲ့အကိုအဲအဲလေဟုတ်ပါအောင်ဆရာဟိုလေဆရာကြီးခုညကျောင်းမှာမအိပ်ဖဲနဲ့ရွာထဲကိုလာခဲ့ပါလားဗျာညကျရင်ပန်းမျောပွဲလည်းရှိတယ်အော်ဘလို့ပန်းမျောပွဲလဲဗျပန်းတွေကိုအေယာရီရေစီးမှာမျောရတာလေဆရာကြီးရဲ့အရန်ပျော်စရာကောင်းတာလာတာတာမှာမျောသွားတဲ့ပန်းတွေကိုကြည့်ရတာကြည်နိုးစရာတမျိုးပေါ့အော်ဟုတ်ဟုတ်အဲ့ဒီကပြန်လာလို့ရှိရင်မဲဆလီဘူးပြုတ်မယ် မဲဇလီဘူးလဲကြက်ရောညာ12နိုင်လဲထိုးရောအချိန်ကြိုက်ပဲဟဲ့လာတဲ့ဆရာငါတို့ရွာတွေကိုလာပါမလားဟာဩလာမှာပေါ့ညီမရေစိတ်ချနော်ညနေကျရင်ကျွန်တော်လာခဲ့မယ်တစောင်းမောင်းလာဟာမိုးကုံစောင်းဝင်လေးမို့တော်တော်နေလို့ကောင်းနေလာလေပါညီမတို့ပြောနေရဲ့ဒီလိုညမျိုးကစေးပေါင်းခရယ်ဆိုတာတကယ်ဟုတ်မဟုတ်မပြောနိုင်မိမဲ့မိုးသားမိုးတန်ကင်းစင်နေတဲ့ကောင်းကင်ထက်ကလာမင်းကြီးကလှကျင်နိုင်လှနေရတော့ဘယ်သူမှမငြင်းနိုင်ပါဘူး နောက်ပြီးတော့ညိုမားတို့ရရဲ့မီးမြှော်ပွဲကတကယ်ကိုစီကားလာပါတယ်။စိုင်းဝိုင်း၊ဒိုးဘတ်ဝိုင်း၊အိုးစီဝိုင်းနေစုံးလို့ပါပဲ။ကာလာသားကာလာသမီးတွေကလည်းဝတ်ကောင်းစားလာတွေနဲ့ကျွန်တော်တပည့်လေးတွေကလည်းဟိုပြေးဒီလွားနဲ့အတော့ကိုပျော်ရွှင်နေကြပါတယ်။ဆရာကြီးရေဘလို့လဲဗျကျွန်တော်တို့ရွာရဲ့မီးမျောပွဲကပျော်စရာကောင်းရဲ့လားပျော်ရဲစရာတက်ဗျာကျွန်တော်စိတ်ထဲ ਉ လေជីနူးမိတာကိုလာဖေရောက စိုင်းတန်ပြောတန်နေကြရတာလေလေကိုမျိုးကတငယ်ချင်းတွေမိဘတွေကလွမ်းမိတယ်လို့ပဲဗျာမိဘကိုလွမ်းနေဆိုတာကဟုတ်ရဲ့လားဆရာကြီးရဲ့ချစ်ချစ်ကိုလွမ်းတာဖြစ်နေပါဦးမယ်နော်မဟုတ်ပါဘူးဗျာနော်ကျွန်တော်ကလေရေမရောသေးတဲ့လူပြိုကြီးစစ်စစ်ပါဗျာဟုတ်ပါပြီဗျာဟာတော်မိုးကကနေရဟုတ်ညညမမလားဟုတ်တယ်လေဆရာကြီးရဲ့ ကွန်းတော်ကိုင်းပန်းတော်ကိုင်းကဒီလောက်တော့ကားတက်တော့ဗျာဟုတ်ကောင်းပြီဗျာကိုလာပြီလို့ရွာသူတွေကအမှုပညာဓာတ်ခံလည်းမသေးဘူးဟုတ်ဗျအဲ့ဒါကတော့ဘာပြောကောင်းမလဲဆရာကြီးရေအခုလိုပွေးချင်းရောက်ပြီဆိုတာနဲ့လေကျွန်တော်တို့ရွာမှာရှိရဲ့တမျိုးတရော်ရောက်နေတဲ့သူတွေအကုန်လုံးကဆရောကိုပြန်လာကြတာဆရာကြီးဟုတ်လားကျွန်တော်တို့ရွာရဲ့ပန်းမျောပွေးကြီးကတိတ်ကိုပြောစရာကောင်းတာဆရာကြီးရေကြည့်ရကလာသားကောင်းဆောင်ကိုလာပြီကပြောလဲပြော အေယာဝရီမြေကြီးကျော်တလျှောက်မှာမျောသွားတဲ့ပန်းရောင်စုံလေးတွေကိုလည်းငေးကြည့်နေပါတယ်။သူပြောသလိုပါပဲလွင်မျောသွားတဲ့ပန်းပွင့်လေးတွေကိုကြည့်ရသည်ကပျော်စရာကောင်းသလိုလွမ်းမောစရာလည်းကောင်းလာပါတယ်။ဟောရီအေယာဝရီမြေကြီးကကျွန်တော်တို့ရဲ့အသက်နဲ့အတူပါပဲဆရာကြီးရဲ့အေယာဝရီကကျွန်တော်တို့ကိုချိုးရီပေးတယ်၊တောက်သုံးရီပေးတယ်ပြီးတော့ငါးနဲ့ဟင်းသီးဟင်းရွက်တွေလည်းပေးတယ်လေဟုတ်ကဲ့ကုတန်းရောင်းဝယ်ရေးကိုလည်းပေးတယ်ပြီးတော့နှစ်စဉ်ရေပေါ်မှာပေါ်ပေါ်လာတဲ့နှုံးခုန်တွေမှာ ဘာပင်မဲဆိုင်စာအရန်ဖြစ်တွင်းတော့မြေဩဇာလေးပေးတာပေါ့ဆရာကြီးရဲ့နောက်ပြီးတော့ပျော်ရွှင်စရာရိုးရာပွဲတွေကိုလည်းပေးတာပါပဲဗျာဟိုဒါနဲ့လေကျွန်တော်တခုမေးပြရစီအောင်ကုလားဖေရဲ့ခမည်းတော်ရွာလူငယ်တွေကအရင်မတော့ကြဘူးလားဟိုပွဲတော်မှာစီကားပင်မဲမူးယူတောင်းကြတဲ့သူတယောက်တလေတောင်ကျွန်တော်မတွေးမိဘူးဗျာ လူငယ်ဆိုတာကတော့အရက်နဲ့ထရေတို့တော့ဘယ်ကင်းပါမလဲဆရာကြီးရဲ့အဲအဲ့ဒါတောက်တောက်ဆဆာအနေပါတော့ရှိကြတာပေါ့ဗျာကျွန်တော်ပါဝင်ပေါ့ဒါပေမဲ့အရက်သမားဆိုလို့တရွာလုံးကိုအပြေးလောရေတွက်ကြည့်ရင်တော့လက်စီချမပြည့်ဘူးဆရာကြီးရဲ့အဲ့တော့ကွန်းတို့ဆလိတ်တို့ကလည်းဒီလောက်ကြီးအစွဲလမ်းမရှိကြပြန်ဘူးနောက်ပြီးတော့အဲ့ဒါတွေအားလုံးကရောဦးကြောင့်ဆရာတော်ရဲ့ဆိုဆုံးမမှုကြောင့်လည်းပါတယ်ဗျအရက်တောက်တယ်လို့သာတည်င်းကြရင်တော့ဆရာတော်ကကြောင်းကိုခေါ်ပြီးတော့ရိုက်တာဗျာဟာဟုတ်လားကောင်းပါပြီကိုလာဖေရဲ့ ကောင်းဆိုတော့ဆရာကြီးရဲ့အင်းပြောလဲစနဲ့ပြောလိုက်ဦးမယ်ဟုတ်ဟုတ်ဘေးရောကကာလာသားတွေပြီးတော့မိန်းကလေးတွေဆိုရင်လေကျွန်တော်တို့ရောကကောင်လေးတွေကောင်မလေးတွေကိုတော်တော်မမောကြတာဗျဟုတ်လားအော်ခုခေတ်မှာကအတောက်စားကင်းနေသူတွေအရှားသားမဟုတ်လားပြီးတော့မိန်းကလေးဆိုရင်လေအင်ဒရီတိတ်ခါနဲ့လုံလုံချုံချုံမိန်းကလေးကခက်ရှားရှားလေးဗျာဆရာကြီးသိတဲ့အတိုင်းပဲဟုတ်ပါကိုလာဖေးရေဟိုနောက်ပြီးတော့ကျွန်တော်တခုတတိထားမိရလဲရှိသေးတယ်ဗျခမားတို့ရွာမှာအိမ်နှန်းလို့လို့စိုက်ကယ်ရှိတယ်ဖုန်းနေလဲရှိကြတယ်အဲဒါပေမဲ့စိုက်ကယ်တို့ဖုန်းတို့ ဟိုအရန်ကြီးတုံးကြတာကျွန်တော်မမြင်မိလို့လေဒီကိစ္စကဒီလိုရှိရဲဗျဆရာတော်ဘုရားကမိန်ထားတယ်လေမလိုအပ်ပေနဲ့ సైకిల్ မစီးရဘူးတဲ့စီကုံနေတဲ့လေတူးညဉ့်ညံနေလို့တောင်ပြောသေးတာဖြစ်နိုင်ရင်ခြေချင်းသွားခြင်းသွားဓာမုတ်စပိန်နဲ့သွားတဲ့သူလဲအဲ့လိုအပိုလုတ်တွေတိတ်မလုတ်ဘူးဗျာတခြားဘုန်းကြီးတွေလိုလေကားလေးပါလေးစီရအောင်ဆိုပြီးတော့မှရှောက်တင်တာတော့လုံးဝလက်မခံဘူးနောက်ပြီးကျွန်တော်တို့ယွာသားတွေကဖုန်းကိုလေလိုအပ်မှတုံးကြတာဗျဆွဆွလန်လန်တိတ်မရှိကြဘူးကြီး ကိုလာဘီစကားကိုကြားတော့ပထမတန်းမြန်မာဖက်စာတဲ့ကဤရွာကလေးတာယာသည်ဘူဒီခရန်သည်ပေါ်ဤယာသည်မရွေးမအားကြပါနွားများမွေးမြူထားသည်ပျော်မွေ့စွာနေကြဤဆိုတဲ့စာပိုက်ကလေးကိုတော့ကျွန်တော်သတိရမိပါတယ်တကယ်တွေးကြည့်ရင်ကျွန်တော်မြန်မာနိုင်ငံကိုအလေတက်တဲ့ရနေဖြတ်ပြီးတော့မြို့မားတို့ရွာအနောက်ဘက်ကနေစီးစင်းသွားတဲ့အေယာဗရီမြကြီးအေယာဗရီမြကြီးတဲ့ကိုစီးဝင်ကြတဲ့ရှင်တွင်တန်လွင်စစ်တောင်းမြစ်ဒါတွေကကျွန်တော်တို့အတွက် ခုံးစရာတယံဇာတတွေပါပဲတဘာဝအပေးတဲ့ရေမြေတောတောင်တဘာဝတွေကိုညိုမတို့ရွာကလေးလိုနီးစနစ်မှန်စွာသုံးဆွဲခံစားစေခြင်းမိပါတော့တယ်ဆရာကြီးဟောဆရာကြီးအော်ဟာလီဒီနေ့ကစနေနေ့ဆိုတော့ဆရာကြီးလည်းကြောင်းပိတ်တာပဲဗျာအဲ့ဒါကျွန်တော်တို့နဲ့လိုက်ခဲ့ဗျာဟာဘယ်လိုလဲကုလားဗျာဟာအဲ့ဒါဝဲဝဲလန်လန်တော့မဟုတ်ပါဘူး ရွာမြောက်ဘက်ကကိုကောင်းညွတ်တတော်လေးကိုပေါ့ထေတောက်ရအောင်လို့ပါဆရာကြီးလိုက်ခင်တော့ဟလိုဖြစ်ပါမလားဗျဟိုကျွန်တော်အဖြစ်တခါမှလည်းတိတ်တောက်ဘူးတာမဟုတ်ဘူးဗျအာကျွန်တော်လည်းမတောက်ဘူးပါဘူးတခါတလေပေါ့ဗျာမိဖြစ်ဆွေဖြစ်ပေါ့နောက်ပြီးကျွန်တော်တို့ရွာမှာဆူယိုးစကားတစ်ခုရှိတယ်ဗျပြောပါအောင်ဗျအဲ့ဒါကဘာလဲဆိုရင်တော့ဒီရွာကကိုကောင်းညွတ်ထေရီကိုတောက်ပြီးရင်တဲ့ဒီရွာကဘတော်မှမမေ့ဘူးလေဗျာဟာအဲ့ဒါဆရာကြီးကိုလည်းကျွန်တော်တို့ရွာကလေးကိုမမေ့အောင်တိုက်ချင်လွန်းလို့ပါဗျာလိုက်ခဲ့ပါနော် ကိုလာဖေကအခေါ်ကောင်းသဖြင့်ကျွန်တော်လည်းသူနဲ့အတူကိုကောင်းညွန့်တရော်လိုက်သွားမိပါတယ်။ကိုကောင်းညွန့်ကဆရာကြီးကိုရိုင်းသူ့တရော်တွေကိုလာတာကြောင့်ကြွက်ကြော်ရင်းနဲ့အခမဲ့ကျွေးမွေးအခန့်လေးတယ်ဗျာ။ကျွန်တော်နှစ်ယောက်စလုံးကလည်းအတော်စားနေပြီးတော့ဥယိုင်းတက်တက်ဖြစ်တာကြောင့်ထရီအနေငယ်ဝင်ယုံနဲ့ခေါင်းနဲ့နောက်လာကြပြီးတော့ထရီမူကျွဲခုပေါ်ဆိုတဲ့ဇာတ်အတိုင်းကိုလာဖေရောကျွန်တော်ပါတွန်းလန့်ခြင်းကမစွမ်းတာတော့ပဲထရီသမားပြီးပြီး ရောက်တဲ့ရရာတို့နဲ့စကားပြောလာကြပါတော့တယ်။ဆရာကြီးကိုပြောမေပြောမေနဲ့ဗျာမပြောရဲလို့အခုထရေလေးတောက်ပြီးတော့ပြောဖို့ကြိုးစားရပါဗျာ။ဘာများလဲကိုလာဖေရပြောပါဗျာ။ဒီလိုဗျာဒီလိုဆရာကြီးနေနဲ့လေဟွာကျွန်တော်တို့ယူရတဲ့ကဘဲကောင်မလေးကိုကြိုက်လေပြောဗျာအဲ့ဒါကျွန်တော်တို့ဖြစ်အောင်စီစဉ်ပေးမယ်ဗျာဟာဗျာ ကိုလာဖေကလည်းပြောရမယ်တကယ်ပြောတာပါဆရာရဲ့ကိုင်းဗျာကျွန်တော်ပူပွေလင်းလင်းပဲပြောတော့မယ်အမ်ဆရာကြီးအနေနဲ့ဟွာညိုမကိုဆိုရောသဘောကျရဲ့လားဗျညိုမတဲ့ညိုမလှတယ်ရင်တယ်ခင်မင်ဆွဲမက်ဆရာကောင်းတယ်ဒါတော့ကျွန်တော်မငင်းလို့ပါဘူးဒါပေမဲ့ကျွန်တော်သူ့ကိုချစ်နေပြီလားဒါတော့ကျွန်တော်ကိုယ်တိုင်လဲကိုယ်ပဲပြပြမသိသေးပါဘူး ကျွန်တော်လဲလူငယ်ပါဆရာကြီးရေဆရာကြီးနဲ့ညိုမတို့အမ်တယောက်နဲ့တယောက်ဘာတိဘာသာနေနေကြရမယ်စိတ်ထဲမှာကြိုက်နေကြပြီဆိုတာကတော့အဲတိတာပါတယ်ဗျာကျွန်တော်လည်းတိနေပါဗျာပြောရရင်ဒီကိစ္စကျွန်တော်တို့တာဝန်ထားတာဆရာကြီးရတယ်နော်ဟိုလာဖေကြီးကတော့လှုပ်တော့မယ်ရွာမမေ့နိုင်အောင်ဆိုပြီးတော့လေဟမ်ကျွန်တော်ကောင်းညွန့်ထမ်းကြီးဟလားနော်ကိုကောင်းညွန့်ထမ်းကြီးကိုလည်းအတင်းတိုက်တယ်အခုဘာလဲရွာကနေမခွာနိုင်အောင် ရွာကုန်းအောင်ကိုင်းနဲ့စီစဉ်ကြံနေပြီလားဗျာမဟုတ်ရပါဘူးဆရာကြီးရဲ့ဖြစ်နိုင်ဆရာကြီးလို့လူမျိုးကိုတခြားမသွားစေချင်တာဗျာကျွန်တော်တို့ယောကအတော်သည့်အစဉ်ပြေကြပါမယ်ဆရာကြီးတည်တဲ့အချိန်ပညာရေးကြအားနေကြရဲဗျအင်းအင်းအဲ့ဒါတော့လေအဲဆရာတယောက်ကိုအပိုင်ရအောင်ကြံရတော့တာပဲဗျာ အဲ့ဒီနေ့ကထရီတောက်တာကိုတရင်ရသွားတော့ဆရာတော်ကနောက်တနေ့မှာကျွန်တော်တို့နှစ်ယောက်ကိုကြောင်းကိုခေါ်ပြီးတော့ရိုက်မယ်တကယ်ကဲလို့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ထရီအရက်လုံးဝမတောက်တော့ပါဘူးလို့ကတိပေးခဲ့ရပါတော့တယ်။ညမတို့ရွာလေးကိုကျွန်တော်ရောက်နေတာနှစ်နှစ်တသာရှိနေပြီဖြစ်တာကြောင့်ပန်းမျောပွဲကိုလည်းနှစ်ကြိမ်တိုင်တိုင်သုံးကြိမ်ကြီးပါ ကြုံတွေ့ခဲ့ပြီးပါပြီ။ပန်းမျောပွဲတန်းကလည်းပြောစရာတော်တော်ကောင်းပါတယ်။ ဒါကြောင့်၃ချိန်မြောက်ပန်းမြောပွဲကျင်းပဖို့နှစ်လလိုလောက်မှာရွာနေကျွန်တော်ပြောင်းဖို့အကြောင်းဖန်လာခဲ့ပါတယ် တခြားကိုတာဝန်နဲ့ပြောင်းတော့မယ်တဲ့အေးအေးဝမ်းနဲ့လိုက်တာကျုပ်တို့ရွာကလေးတွေတော့ဒုက္ခပါပဲဘယ်သူရောက်အောင်မသိဘူးဆရာကြီးကရွာနဲ့တသားလေးနေထိုင်တတ်တော့စိတ်တဲကိုရွာသားတွေတော့ဖြစ်နေတာဟုတ်ပါရှင်နင်တို့ဘာမှပူမနေစမ်းပါနဲ့ကွာငါကိုကောင်းညွတ်ထီကိုကိုတိုင်တိုက်ထားတာအတဲဟုတ်ပါလားဆရာကြီးကဒီရောကိုပြန်ကိုပြန်လာမှာကုံကုံပြောရရင်ဟာဆရာကြီးကငါတို့ယူရမှာအပီးအောင်နေခြင်းနေအောင်မှာနော်ညူမဟင်းကိုလာဖေးရလဲဘာရော ဟုတ်လားကိုလှဖေရဲ့ဘလို့အပြီးနေမှာတော့နင်တို့ကလေဟာငါတို့ဆရာကြီးကငါတို့ရော်သူတယောက်ယောက်နဲ့မြမင်္ဂလာဆောင်ခြင်းဆောင်ပါလို့ပြောတာဟဲ့ရှင်းပြီလားဟာကိုလှဖေကလည်းလှုပ်ပြီဗျာอืมကိုလှဖေပြောတာဖြစ်နိုင်တယ်အခုဆိုရင်ပဲမကြခင်တည်င်းကျွတ်တော့မှာဆိုတော့ဒီရွာထဲမှာမင်္ဂလာဦးလေးပါလေဖြစ်ချင်းဖြစ်မှာပေါ့ဟုတ်တယ်မလားညီမအိုးမလာတွင်ရပါဘာဖြစ်နေရတော့အော် ါနဲ့မေ့နေလိုက်တာလာသူရင်ဟေးဟွာလေငါတို့ဟိုနားကိုသွားပြီးတော့လေဟွာကြောက်ခေးလေးပါလေသွားကောင်းရင်ကောင်းမလားလို့ဘာလို့ဖို့တော့ရှင်ရလဲဟောနင်းကလေလာစမ်းပါလိုက်ကန်းစုံမသိဘူးလားမလားသူရင်ဟွာဒါနဲ့ညိုမနဲ့ဆရာကြီးနဲ့ကခဏလောက်စကားပြောနေအောင်နော်ကြာလာအဲ့ဒါကျွန်တော်တို့ခဏနေပြန်လာခင်မင်ဗျဟုတ်ဟုတ်ပြန်လာခင်မယ်နော်ဟုတ်ဟုတ်ဟုတ်ဒါနဲ့ဆရာဘရော့ပြောင်းရမှာလဲ။အော်မတိသေးဘူးမညူမရဲ့ဟိုအပြောင်းရွှေ့တင်တာတော့ကြာပြီဗျ။ ဆရာဒီရာမှာမပြောလို့လား။အော်မဟုတ်ပါဘူးညီမရဲ့။ဟိုကျွန်တော်ကအထက်တန်းပြရာတူနဲ့ပြောင်းအောင်မလို့ပါ။ဆရာကလည်းအထက်တန်းပြလာစားဘလောက်ပိုရလို့လဲ။ဟော။ပြောင်းမနေပါနဲ့တော့နော်။မဟုတ်ဘူးလေညီမရဲ့။ဟိုအကူကမကြခင်လဲမိန်းမယူတော့မှဆိုတော့အဲလာစားကောင်းကောင်းရဖို့ကလိုတယ်မလား။ရှင်ဆရာကအိုးအိုးအကူကမိန်းမယူတော့မယ်ဟုတ်လား။ဟုတ်တယ်လေ။အိုးဘယ် ဘသူနဲ့လဲ။ဩဘသူနဲ့ရှိရမှာလဲညိုမနဲ့ဗောဗျ။အကိုကလည်းဘာမှမသိဘူးဒီကအကောင်းပြောတာ။အကိုကလည်းတကယ်ပြောတာပါညိုမရဲ့။အလို့ရှင်ညိုမအတွက်ဆိုရင်တော့လေငွေမလိုပါဘူး။ညိုမကငွေမမတ်ပါဘူးအကိုရဲ့ဟိုဒီရွာကနေမပြောင်းပါနဲ့လိုင်း။哦မဟုတ်သေးဘူးလေညိုမကိုကျွန်တော်ကမြို့ပေါ်မှာ ခေါ်ပြီးတော့ရေခဲတတားကြီးတွေလေပန်းကတဝီဝီနဲ့ပြီးတော့ဆိုဖာကြီးတွေပါနေထားကျင်တာဗောဗျဟောဒီအေရီလေးရလေ အခုပန်းကားလေးထပ်ပိုအေးပါတယ်ရှင်ညူမကတော့လေလေးပန်းကားလေးထပ်အရာရီလေးကိုပိုပြီးကြိုက်တယ်နောက်ပြီးရေခဲတက်တာကြီးဘာလည်းမလိုပါဘူးအခုရဲ့ညူမတို့ဟိုးဘက်ကတန်ချိတ်ရွာထွက်တဲ့နမဲကျော်တန်ချိတ်တောက်ရီဦးကအရှမ်းအေးရပဲလေဟိုရေခဲရီလိုယောဂါကြီးလည်းမရဘူးအဲဒါဖြင့်ညူမတို့စီမှာဆိုဖာကြီးတွေရောရှိလို့လားအကိုကလည်းဆိုဖာမရှိပေမဲ့ကောက်ရိုးပုံပေါ်တက်ပြီးထိုင်ချင်းပိုရောင်းခောင်းသေးရဲ့ ကဲကဲကဲဟိုညမကိုအကွာစနေတာပါအခုပြောင်းသွားပြီမဲ့ညမတို့ရွာလေးရဲ့နောက်ပြီးတော့ညမရဲ့ကိုအခုကဘယ်တော့မှမိသွားမှာမဟုတ်ပါဘူးဟုတ်ကဲ့ပါရှင်ညမတို့အားလုံးကတော့လေပန်းမျောပွဲကိုရောက်တိုင်းအခုလွမ်းဆွတ်တတိယနေမှာပါတထက်အခုစာတီးကပြည့်ရဆိုဟုတ်လားယဟုတ်တယ်လေညမရဲ့ဟို ပြည်မျိုးရောက်ရင် ပြည်မျိုးကရွှေစံတော်ဘုရားကိုလည်းလာလေနော်အခုနေရဆိုအောင်လိုက်ပြီးတော့ပြပေးမယ်ပြီးမှနဝရီတတိယကြီးရှိရဆိုဟုတ်တယ်လေညမရဲ့ ဒါဆိုညီမတို့လိုပဲအကူတို့လည်းမြစ်ကမ်းပါပေးမှာပေါ့နော်။ဟုတ်တယ်လေညီမရဲ့ညီမနဲ့အကူတို့ကဘလို့ပဲအခြေအညာဆိုတဲ့ဝေါ်ဟာရာတွေကွဲပြားနေပေမဲ့ဟော်ရီအေယာရီမြင့်ကြီးတလျှောက်အေယာရီရဲ့မြင့်ရီကိုတောက်သုံးရင်းနဲ့ကြီးပြင်းလာခဲ့ကြတဲ့နိုင်ငံသားတွေပဲလေကွာ။ဒါဖြစ်ရင်လေညီမတို့ရွာကိုအကူမလာဖြစ်ရင်တော့မှတစားမုံလာပြီညပန်းမျောပွဲတော်ရောက်တိုင်းညီမတို့ရွာ မျောလိုက်တဲ့ပန်းတွေကိုအကူက နဝရီတရားကြီးပေါ်ကစောင့်ကြည့်နေပေါ့နော်ဒါဖို့ညူမရဲ့အဟိုလေညူမတို့စီကမျောလိုက်တဲ့ပန်းနေအကိုတို့စီကိုရောက်ဖို့တရက်နှစ်ရက်လောက်တော့ကြာမယ်တင်နေနော်อืมအဲ့လောက်တော့ကြာမှာပေါ့ညူမရဲ့ဒါဖြစ်ရင်လေတစားမုံလာပြီကြော်တရက်နှစ်อืมမဟုတ်သေးပါဘူးอืมနှစ်ရက်နှစ်လောက်ဆိုရင်အကိုတို့စီကိုပန်းနေရောက်လောက်ပြီစောင့်ကြည့်နေနော်အကိုစိတ်ချအကိုဆက်ဆက်စောင့်ကြည့်လိုက်မယ်နော် ကျွန်တော်လဲတာဝန်ကျရာနေရာအသစ်ကျောင်းအသစ်မှာအဆင်ပြေအောင်နေထိုင်ရင်းနဲ့တလားတလားဘလို့ကုံသွားမှန်းတော့မသိလိုက်ပါဘူး။တစားမုံလာတရက်မှာတော့ဖုန်းသံလေးတစ်ခုဝင်လာခဲ့ပါတယ်။ Hello? Hello? ဟုတ်ဆရာကြီးကြားလားဗျဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ကြားပါရယ်ဗျပြောပါဗျအဟုတ်ကဲ့ဆရာကြီးနေကောင်းထိုင်ကောင်းရေးလားဗျအာကောင်းပါရယ်ဗျကျွန်တော်အားလုံးသတိရနေတာဗျဟုတ်ကဲ့ဆရာကြီးဘာဘာကိစ္စများရှိလို့လဲဗျအော်မဟုတ်ပါဘူးဆရာကြီးရေဟိုပန်းမျောပွဲလဲနီးပြီပေါ့လေနော်အေးဟုတ်တယ်ဟုတ်တယ်ကျွန်တော်အားထောင်သတိရနေတာဟုတ်ကဲ့ဟုတ်ကဲ့ဗျဟိုဟာဒါမဲ့ဒီနေ့ပန်းမျောပွဲရတော့ဗျဟာဆရာကြီးထင်တယ်လို့ပြေဆုံးမှာတော့မဟုတ်တော့ပါဘူးခင်ဗျာဟာဘာကြောင့်လဲကိုလာဖေရေဟိုကျွန်တော်ရောက်မလာလို့လားအဲ့တော့ဆိုရင်တော့ခွန်းလော်ပါကိုလာဖေရေဟိုနောက်ပြီးတော့ ဟိုညူမကိုလည်းပြောပေးပါအောင်နော်အဲ့ဒီရက်ကအရေးကြီးတဲ့အစည်းအဝေးနဲ့တိုးနေလို့ဆိုတာကိုလေနော်ညူမကိုတော့ပြောစရာမလိုတော့ပါဘူးဆရာကြီးရေဟာအဘာကြောင့်လဲကိုလာပေရပြောရမှာတော့စိတ်မကောင်းပါဘူးဗျာညူမမနေရပဲသူတို့ပိတ်ဒီစိန်ခင်းထဲမှာပိုးထီးလို့ဆုံးရပြီဗျာဗျာကြိုက်တဲ့မွေကမွေဟောက်ဗျမွေရောက်ကမင်းကလေးဟော်မုန်းဆိုလားဟော်မုန်းဆိုလားအဲ့ဒါနဲ့မတည့်ဘူးဆိုလားပဲဆရာကြီးဒါကြောင့်မင်းကလေးကိုမွေဟောက်ကရင်အသက်ရှင်ဖို့မလွယ်ဘူးလေဆရာကြီးရဲ့ ကိုလဘီရဲ့စကားတွေကကျွန်တော်အကြားအာယုံ ပြေဝစွာအလုံးမပေးနိုင်တော့ဘဲနဲ့ကျွန်တော်တကူလုံးတုံတုံရင်ရင်ဖြစ်နေပါတော့တယ်။အာခေါင်းတွေ၆တွေ့ပြီးတော့အသက်ရှူတွေကျက်လာတဲ့အထိပါပဲ။ကိုလေညမတို့စီကမျောလိုက်တဲ့ပန်းနေ အကူရိုးစီကိုရောက်ဖို့တရက်နှစ်ရက်လောက်တော့ကြာမယ်တင်နေနော်။อืมအဲ့လောက်တော့ကြာမှာပေါ့ညီမရဲ့။ဒါဖြစ်ရင်လေတစားမုံးလာပြီးကြောတရက်နှစ်อืมမဟုတ်သေးပါဘူး။อืมနှစ်ရက်နှစ်လောက်ဆိုရင်အကူရိုးစီကိုပန်းနေရောက်လောက်ပြီးစောင့်ကြည့်နေနော်ကို။စိတ်ချအကူဆက်ဆက်စောင့်ကြည့်လိုက်မယ်နော်။ to you by MI Radio MI Radio ပြည်သက်တွေခုနားဆင်ခဲ့ရတာကတော့ဇလန်းမောင်နေကြည်ပြီးစံညုံမငိမ့်တို့စ조사ရေးသားထားတဲ့ညိုမတို့ရွာကလေးဆိုတဲ့ဇလန်းကို နားဆင်ခဲ့ရတာဖြစ်ပါတယ်ဒီ season ကိုတော့မငိမ့်လေးမောင်မတက်ဆက်ပြီးတရုတ်ဆောင်တွေဖြစ်ကတော့ဇွဲဖြိုးစု စီတူစီလင်းတဲ့နဲ့ကျမလေးတို့ကနေပြီးတော့တရုတ်ဆောင်ပြီးခဲ့တာဖြစ်ပါတယ်အတန်ဖန်ပေးတဲ့သူကတော့ Oreo Engineer ဇီလင်းတဲ့ဖြစ်ပြီး အတန်တီးဖြတ်ခြင်းကိုတာဝန်ယူပေးထားတာကတော့ Audio Engineer ကိုပြည့်ပဲဖြစ်ပါတယ်။ MI Radio ပရိသတ်များရဲ့ကလောင်ဆန်းကို Radio Drama နဲ့အတူပုံဖော်လိုက်ပါ။ Radio Drama.